ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တည်းအောင်လည်းမင်္ဂလာပါ Pep Guardiola ရဲ့ Manchester City ကအိမ်ကွေးမှာ Bayer Leverkusen ကိုအပြောင်းလဲတည်အများကြီးပြုလုပ်ခဲ့ပြီးဒါနှစ်ကိုးပြတ်နဲ့ရှုံးသွားတယ်ဆိုတော့ဒီပွဲမှာကျွန်တော် surprise ကဘာလဲဆိုတော့ဘာကြောင့် Guardiola ဒီလောက်ထိအပြောင်းလဲလုပ်လဲဆိုတဲ့အချက်ပဲဒါအခု Man City ကဒီပွဲပြီးရင်ဒါသူတို့ရဲ့ဒါ ွဲစဉ်တစ်ခုရှိတာပရီးမီးယားလိပွဲရှိတာမှန်တယ်ပရီးမီးယားလိကအရေးကြီးတယ်ဆိုသည့်တိုက်အောင်မန်ချက်စတာစီးတီးကဒီပွဲပြီးလီးစ်နဲ့ခံရမှာလီးစ်ကိုအင်္ဂွက်မှာကာမှာဖြစ်တယ်စီးတီးအခု7မှတ်ရထားတယ်ဗျာ၃ပွဲနိုင်တစ်ပွဲသေးကြထားတယ်ဒါတော့မိုနာကိုတကယ်ကိုနောက်ကျကိုချောင်းသူတို့တည်ကြသွားတာ ဆိုတော့ဒီနေ့ဘက်မှာအနေငယ်အပြောင်းလဲလုပ်ခင်မန်စီးစီးအနေနဲ့ပြဿနာမရှိဘူးဒါပေမဲ့တသိန်းလုံးနီးပါးအပြောင်းလဲလုပ်တဲ့အချက်ပဲကိုသမား Jane Trafford ပထမဆုံးပွဲသုံးတယ်ပြီးတော့မှ Cusano ရဲ့ Johnson ရဲ့ Akki ရဲ့ပြီးတော့ Ryan Agnori ရဲ့ထားပြီးတော့ကွင်းလေက ဒါ Rico Lewis နဲ့ Nico Gonzalez တိုက်စစ်ကတော့ Oscar Poe ရဲ့ Rinder ရဲ့ Savinho နဲ့ Omar Mamouche ဒီလက်ရှိဒီလူစင်းကဒါတော်တော်လေးတောင်းတဲ့လူစင်းလို့တော့ပြောလို့ရတယ်ဒါပေမဲ့ Fire Power တဲ့က Allen Haaland လို့တိုက်စစ်မှုမပါဘူးတောင်းမှမှလှုပ်အားကောင်းတဲ့ Osho ဒီ Jeremy Doku လို့ကစားမှမျိုးမပါသလိုနောက်ခန်းစစ်ပိုင်းကလည်း John Stone နဲ့ဒါ Akita Sae DS နဲ့တစ်ဖက်က Jesco Guardiola အတွဲဟာတော်တော်လေးငြိမ့်နေတယ် ဒါဟိုဘက်ကလီဗာပူးစင်ကပက်ထရစ်ရှီတယောက်တည်းကိုအထောင်ထားပြီးတော့မှဒါ3 4 2 1 formation မှာဒါဘယ်လိုပြောမလဲခေါ်ဖာတာရဲ့ဒါမာလစ်တယ်မန်ဆိုတဲ့ကစားမလေးနဲ့ထားတယ်လီဗာပူးစင်ဟာအလွန်ဆိုလက်ထက်ကလီဗာပူးစင်မှုတ်တော့ဘူးဒါပေမဲ့ဒီနီးပြလက်ထက်မှာလီဗာပူးစင်အရင်မဆိုးဘူးဗျအဲရီတာဟာလက်ထက်တဲ့ပူငိမ့်တော့ကစားသလိုဒါမန်ချက်စတာစီးတီးကိုအဝေးကွင်းလာကစားသည့်တိုင်အောင်သူတို့ချက်စီအများကြီးမရဘူးစီးတီးကဘောလုံးကိုကင်ထားတယ်ထိမ့်ချုပ်ထားတယ်ဒါပေမဲ့ထုံးစံတိုင်းချက်စီးမှာဒီစီးတီးမှာ ဒီတကယ် fire power ကစားမှမရှိတဲ့ပြဿနာပဲအဲ့ဒါကဒီနေ့ပွဲရဲ့အဓိကအဆုံးဖြတ်ပဲဒုတိယပိုင်းကျမှနီးပြပထမပိုင်းကတည်းကနီးပြတလွဲလို့တာပေါ့လေ Guardiola က list နဲ့ကစားမဲ့ပွဲကိုမလိုလားအပယ်နဲ့အများကြီးအပြောင်းလဲလုပ်ခဲ့ပြီးတော့မှ Phil Foden တို့ Nico O'Reilly တို့ Jeremy Doku တို့ထည့်တယ်နောက်ပိုင်းမှာ Erling Haaland နဲ့ Ryan Cherki ထည့်တယ် ဒါပေမဲ့လီဗာကူဆင်ကဒီနေ့ပွဲမှာသူတို့ရဲ့ game plan ကိုကြည့်ကြည့်လေးကစားတယ်။ဒါ23မိနစ်မှာလီဗာကူဆင်ရဲ့အလွန်ဆိုလက်ထက်မှာခြေစွမ်းပြတဲ့ကစားမတွေတွေကကြံခဲ့တဲ့ Grimaldo ကဥဆောင်ကိုသွင်းခဲ့ပြီးတော့ဒုတိယပိုင်းဒီ Manchester City ရဲ့ Haaland တို့မဝေခင်မှာ Patrice တကူသွင်းတယ်။အဲ့နှစ်ကူက City အတွက်လုံလောက်သွားတယ် City ပြန်လာဖို့ခက်သွားတယ်တကယ်ဆိုရင်ပြအရင်တော့ City ကအိမ်ကမှာတကူဖြစ်ဖြစ်နှစ်ကူဖြစ်ဖြစ်ရှုံးရင်ပြန်လာနိုင်တယ်တိုက်တော့တိုက်တယ်ဒါပေမဲ့ဒီနေ့ပွဲမှာ Manchester City လိုချင်တဲ့ပုံစံမျိုးမရခဲ့ပဲနဲ့ဒါလီဗာပူးဆင်အသင်းကမန်စီးတီးကိုဒါအဝေးကွက်မှာနှစ်ခုဒီလီဗာပူးဆင်ကတော့ဒီယာတီမှာအရန်ကောင်းတဲ့အသင်းမဟုတ်ဘူးသူတို့ကိုယ်တိုင်လည်းအပ်ပန်ဒေါင်းတွေများတယ်သူတို့ကိုယ်တိုင်လည်းခြေစွမ်းမငြိမ်ဘူးဒါပေမဲ့မန်ချက်စတာစီးတီးကွာဒီယိုလာအတွက် မလိုလားတဲ့အပြောင်းလဲကဒီနေ့ပွဲအတွက် cost ဖြစ်သွားတယ်ဆိုပြောပြောစရာဖြစ်ပြီးတော့စီးတီးရဲ့ပထမပိုင်းတဲကလူစင်းဟာဒါ quality player အဆင့်ရှိတယ်ဗျအရင်သွေးမညံ့တော့မညံ့ဘူးဒါပေမဲ့ဒီကစားမတွေကစားခွင့်မရတဲ့အချိန်အနေထားနဲ့လဲစိုက်နေဆိုတော့ဒါအခု Manchester City က Liverpool အသင်းကိုဘယ်လိုပြောမလဲနီးပြအပြောင်းလဲလုပ်တဲ့လူစင်းဟာတော်တော်လေးများသွားအရင်တော့ Guardiola လည်းဒီလိုလှုပ်လေးလှုပ်ထားရှိတယ်တသိန်းလုံးနီးပါလဲတာဒါတကယ်တမ်းကျတော့ဗျ Liverpool က Bundesliga မှာချေအရင်မငြိမ့်ဘူးမငြိမ့်တဲ့အတွက်ကြောင့်သူတို့တော်တော်လေးချစ်ချစ်လေးထားတဲ့ကစားသမားတွေတော်တော်များများနဲ့ထည့်ရင်တောင်မှဒီပွဲက အဲ့လောက်ဒီရုပ်မပြတ်ဘူးဒါပေမဲ့လေဒီလက်ရှိကစားသမားတွေတော်တော်များများဟာဘယ်လိုပြောမလဲဒီပထမအသင်းရဲ့ကစားသမားတွေ ਨੇ quality ကွာတယ်ဘာလို့ဆိုတော့အဓိကပွဲထွက်ခွင့်မရတဲ့အချက်ပဲဆဗင်ညောဆဗင်ညိုဆိုအပိုင်းလေးတွေပဲကစားရတာများတယ်ခုနောက်ပိုင်းကကစားရတာများပြီးတော့ဒီ Oscar Pope လေလူစားဝင်တဲ့အပိုင်းပဲကစားရတယ်ပုံမှန် Manchester City မှာဒါအဓိက Jeremy Doku ရဲ့အတိုးလှုပ်တွေ Haaland ရဲ့တိုက်စစ်က threat တွေကွင်းလေကဘောလုံးကင်ထားနိုင်တဲ့ကစားသမားတွေ ਨੇ Man City က dominate လုပ်ပေမဲ့ Liverpool စင်က ပြောင်းလဲလွတ်လွန်တာတဲ့ Manchester City ကိုပထမပိုင်းမှာတကူဒုတိယပိုင်းမှာတကူဒုတိယပိုင်းမှာ Man City အပြောင်းလဲတွေအများကြီးပြန်လုပ်ပြီးတော့လူစားလဲပြီးတော့ပြန်လိုက်ပေမဲ့ဒါအဲ့အတွင်းကိုတွေကိုကိုပြန်မချေနိုင်ပဲနဲ့ဖတ်ကိုရီလာရဲ့အသင်းကဒါအိမ်ကွေးမှာနှစ်ကိုးပြက်နဲ့ရှုံးသွားတယ်။ Jay Trafford ကတော့တကယ်ကန်ဆိုးတာဗောလေ သူပါဝင်ကစားတဲ့ပွဲတိုင်းသူပါဝင်တဲ့ပွဲတိုင်းမှာရလက်မကောင်းဘူး Tottenham Hotspur တော့ကလည်းဒီတိုင်းပဲ Brighton တို့ရှုံးတော့ကလည်းဒီတိုင်းပဲနောက် Monaco တေချတဲ့ပွဲကတော့ဒါသူမသူမတက်နိုင်ဘူးလေ penalty ပေးလိုက်ရတာက Gianluigi Donnarumma ဆိုတော့ Trafford တို့တော့တော်တော်ကန်ဆုဆရာဖြစ်ပြီးတော့ Pep Guardiola အသင်းကအပြောင်းလဲတွေအများကြီးကြောက်ဒါပထမပိုင်းမှာရောဒုတိယပိုင်းမှာရှုံးနေခဲ့ပြီးမှပြန်လာဖို့ခက်ခဲပြီးတော့ Manchester City ဆက်မရထားတယ်ဒီနေ့နိုင်ရင်သူတို့နောက်ဆက် တက်ဖို့တည်ကြတဲ့လောက်ပဲ73ဘတ်ဆိုတော့တော်တော်လေးလုံလောက်ပင်မဲ့ဒါလီဗာပူးစင်ကမန်စီးတီးကိုမထင်မှတ်ပဲနဲ့အဝေးခွင်းကနေနှစ်ကိုးပြတ်နဲ့နိုင်ပွဲရတဲ့အတွက်ဒါသူတို့အတွက်ဒီရာသီဒုတိယမြောက်နိုင်ပွဲရသလိုမန်စီးတီးအတွက်တော့အိမ်ကွင်းရှုံးပွဲအပြင်ကိုအခုဆိုရင်သူတို့ကပြီးခဲ့တဲ့ဘက်ကလည်းသူတို့ရှုံးနေအခုလည်းထပ်ရှုံးနေဆိုတော့ back to back နှစ်ပွဲဆက်ရှုံးပြီးတော့ Manchester City ရှုံးပွဲတွေ့သွားခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်